လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့အချက်တွေကိုပြောပြခြင်းပါတယ်ပထမအဆုံးပြောခြင်းတာအိုးပိုင်အိမ်ပိုင်လက္ခဏာပါအိုးပိုင်အိမ်ပိုင်လက္ခဏာဆိုတာဟာလက်ဝါးပြင်မှာအနည်းဆုံးနှစ်နေရာလောက်ကြာထားတယ်ရှိတယ်ဗျဥမာအားဖြင့်ဗျလက်ညှိုးအောက်ကြာတာပရိဂျူပေါ်မှာ၄တော့ကွက်ပိုင်အိုးပိုင်အိမ်ပိုင်ပိုင်ဆိုင်ရတယ်လို့အဟောကင်းရှိပါတယ်နောက်တစ်ခုကအောင်မြင်းလမ်းကြောင်းမှာဝိနာကနေထောက်ကူပြုလမ်းလေးပါနေရင် လက္ခဏာရှင်ဟာမိမိရဲ့အောင်မြင်မှုတွေကြောင့်လုပ်ငန်းပြီးမြောက်အောင်လုပ်နိုင်စွမ်းရှိတယ်။ဒါကြောင့်မဲ့အိုးအိမ်ပိုင်ဆိုင်တာကားပိုင်ခြံပိုင်မြေပိုင်ဆိုင်မှုတွေရနိုင်သလိုငွေရှာတဲ့နေရာမှာလည်းလွယ်ကူတက်ပါလိမ့်။နောက်တစ်ခုကိုကြည့်ပြ။အသက်လမ်းပေါ်ကနေထောင်တက်နေတဲ့မြင်းပြန်လေးနှစ်ကြောင်းအဲ့ဒီမြင်းပြန်လေးနှစ်ကြောင်းကကြာတာပေးချုပ်ကုန်ကိုထိုးတက်နေရင်အင်ချမ်းမြေကျိုးပြပါလေနေရာထိုင်ခင်းအတွက်မပူပင်ရပဲပိုင်ဆိုင်တတ်ပါလေအခုပြောတဲ့လက္ခဏာ အချက်၃ချက်လုံးပါတယ်ဆိုရင်တော့မိတ်ဆွေဟာအိုးပိုင်အိမ်ပိုင်ဖြုံနေတာမကအိုးအိမ်ကောင်းကောင်းနဲ့နေရမယ်လို့ဟော့ကင်းထွက်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါတယ်နိုင်ငံเจ้าမှာအခြေချနိုင်မလားဆိုတဲ့မေးခွန်းကိုဖြေချင်ပါတယ်ဒီပုံကိုကြည့်ပါမိတ်ဆွေရဲ့တင်းလာချောကောင်မှာခီးသွွားလန်းထင်ရှားပါနေတယ် ခီးသွွားလန်းအထင်ရှားပါနေတယ်ဆိုုံနဲ့တော့နိုင်ငံခြားမှာအခြေချတယ်လို့ပြောလို့မရပါဘူးခီးသွွားလန်းထင်ရှားပါရင်နိုင်ငံခြားမှာတော်ရော်လေးလုတ်ကန်ရတာတော့သိကြပါတယ်အဲ့ဒီလိုမျိုးလည်းမဟုတ်လဲမိမိဇာတိရွာရွာနဲ့ဝေးတဲ့နေရာမှာအောင်မြင်မှုပြီးတယ်အဲ့ဒီဝေးတဲ့နေရာမှာပဲအောင်မြင်နိုင်တယ်လို့ဟော်ကင်းထွက်ပါတယ်တကယ်လို့မိမိရဲ့တနင်းလာဂျုံကခီးသွွားဂျုံမှာကျွန်တော်တို့၅ပုံတဲ့အမှတ်သားပါပြီဆိုရင်တော့မိတ်ဆွေအနေနဲ့သေချာပေါ့နိုင်ငံခြားမှာအခြေချနေထိုင်တယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုက ်မိတ်ဆွေရဲ့အသက်လမ်းကိုကြည့်ပါမိတ်ဆွေရဲ့အသက်လမ်းကြောင့်ဖြောင်တန်းနေလားအဲ့အဲ့အသက်လမ်းကဖြောင်တန်းနေပြီးတော့တကယ်လို့တင်းနှင်းလာချုပ်ကုန်ဘက်ကတော့ကြာနေမယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့နိုင်ငံခြားမှာဘယ်ဘဝမှာအခြေချနေထိုင်ရမယ်လို့ဟော်ဂိန်းထွက်လို့ရပါတယ်နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုကိုပြချင်ပါတယ်ဒီတစ်ခါတော့လူတိုင်းသိကျင်တဲ့အိမ်တော်ရေးလမ်းပေါ့ဗျာအိမ်တော်ရေးကံကောင်းမလားဘလို့ဖြစ်မလဲပေါ့တချို့က အများစုကပေါ့ဗျာဒီလိုမျိုးအိမ်တော်ကြီးလမ်းတစ်ခုကကက်ထွက်နေတယ်ဆရာတဲ့ဒါဆိုရင်တဲ့အိမ်တော်နှစ်ဆက်လာတယ်ပြောပြပါဦးတဲ့ဒါနဲ့ပတ်သက်ပြီးပြောချင်တယ်ဗျပုံတွေကအတိုင်းဒီအိမ်တော်ကြီးလမ်းကြောင်းတစ်ခုဟာနှစ်ခုပြန်ရှိမယ်တစ်ခုနဲ့တစ်ခုလည်းကပ်နေပြန်ဆိုရင်လက္ခဏာရှင်ဟာအိမ်တော်ဆက်မထင်မပဲကြုံဟန်နိုင်ပါတယ်အိမ်တော်ကြီးမှလည်းအញ្ញမဟုတ်တော့မှအပြိုင်လိုသဘောဖြစ်နေပုံရတယ်ဒီလိုလက္ခဏာရှင်ဟာအိမ်တော်ရေးမှာအိမ်တော်ကြနေသည့်တိုင်အောင်စိတ်ကစားတတ်ပါတယ် နားလည်မှုကြာရှည်စွာတည်ဆောက်နိုင်ဖို့အားနည်းပါတယ်။ဒီဥနဲ့တို့ကောင်းမွန်စွာအဆင်ပြေမှုခင်းရင်တတ်ပါတယ်။အိမ်တော်ကြီးမှာအိမ်တော်ဘက်ကြောင့်စိတ်ညစ်ရတတ်တယ်။ဘဝမှာအိမ်တော်ကြီးခွဲခွာရနိုင်တဲ့အထီတော်မှပြောလို့ရပါတယ်။ဒါပေမဲ့ဒီလိုပါတိုင်းခွဲခွာရတာတော့မဟုတ်ပါဘူး။မိမိရဲ့စဉ်စားစဉ်ချင်းညံတဲ့ဒီကိစ္စကထိန်းချုပ်လို့ရပါတယ်။အိမ်တော်ကြီးလမ်းကြောင်းမှာမကောင်းမှုဆိုတာကအိမ်တော်ကြီးလမ်းကြောင်းအောင်းငိုင်းနေတာ။အိမ်တော်ကြီးလမ်းကြောင်းမှာကျွန်း မဲ့အဖြတ်ပါနေတာဒါမျိုးဆိုရင်တော့ခွဲခွာရတတ်ပါတယ်ဒါကတော့အိမ်တော်ကြီးမှာအပြိုင်လိုမျိုးဖြစ်နေတာပါတချို့ကတော့တချို့ဆရာတွေကတော့ပြောတာပါဗျာပထမလမ်းကြောင်းနဲ့ဒုတိယလမ်းကြောင်းမှာတကယ်လို့ဒုတိယလမ်းကြောင်းကပို့ပြီးတော့တို့မယ်ဆိုရင်မိတ်ဆွေဟာဒီဒုတိယလူနဲ့အိမ်တော်မကြပဲပထမလူနဲ့အိမ်တော်ကြတတ်တယ်အဲအဲ့ဒီလူမျိုးကလည်းပထမလမ်းကြောင်းကတိုးတယ်ဆိုရင်ပထမဆုံး ဒီလက်တန်းအောက်ကစတဲ့လမ်းကြောင်းပထမလမ်းကြောင်းပြအဲ့ဒီပထမလမ်းကြောင်းကတူပြီးဒုတိယလမ်းကြောင်းကရှင်ပထမအိမ်တော်ပဲပြီးဒုတိယအိမ်တော်ထဲမှာမြဲတက်တယ်လို့လဲဟော့ကိန်းနေရှိပါလေနောက်ထပ်လေးလာမိတဲ့လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါလေအခုတစ်ခေါက်ပြောချင်တာကြွယ်ငါရုပ်ပုံပြဂျိုးကုံတီးတီးမှရှိတဲ့ငါရုပ်ပုံတွေကတစ်ခုနဲ့တစ်ခုအာနိသင်အကျိုးပေးလုံးဝမတူညီဘူးပြပို့ပြီးတော့ကြွာချသွားမှာကလက်ပုံစံတွေပါကွဲရင်ကွဲတဲ့လောက်အကျိုးပေးမှုဟာအနည်းများ ွဲပြားသွားပါတယ်မိမိလက်ပုံစံဟာတကယ်လို့၄တောင်ဖြစ်ပြီးပုံမှန်ပါတဲ့အတိုင်းတနင်္ဂနွေဂျိုကုံနဲ့ပုဒ်ခူးဂျိုကုံကြမှာ၅ရုပ်ကုံလေးပါဝင်နေမယ်ဆိုပါစို့မိမိဟာတန်းကြွတထေးဖြစ်ဖို့ကံပါသူတော်ဖြစ်ပါတယ်။ဆိုင်များစွာကုမ္ပဏီပွဲများစွာပိုင်ဆိုင်ပြီးငွေနှမ်းများစွာနဲ့လုပ်ငန်းလက်ပတ်ရတယ်။လုပ်ငန်းကြီးတွေကိုဦးဆောင်ရတဲ့သူတွေမှာဒီလိုမျိုး၅ရုပ် တို့ရတဲ့ပါလေငွေနဲ့ပတ်သက်ရင်တော့အသက်ငယ်ရွယ်စဉ်ကရုန်းကန်ရပြီးအသက်ရွယ်ကြတာနဲ့မြငွေငွေနဲ့ရင်စီးပွားရှာအမြတ်ဆုံးများစွာရရှိသူတွေဖြစ်ပါတယ်ကျွယ်ဝချမ်းသာလာတာနဲ့အမြတပည့်တပန်ဝန်ထမ်းတွေရဲ့ခိုကိုးရာဖြစ်ဘဝမှာတင့်တယ်စွာဖြတ်တန်းကြသူတွေပါမျိုးသားဖြစ်စေမျိုးသမီးဖြစ်စေဒီလိုငါးရုပ်ပါသူတွေဟာစုပ်ဝေါ်လက်ရောအလုံးဝပါလေ။လင်ကိစ္စရှုပ်ခင်းမှုတွေကမောခံစားမှုတွေမှာစိတ်ကမရှိရင်တော့ဘဝမှာပျက်စီးတတ်ပါတယ်။ အထူးသတိထားပါနာမည်ထင်ပေါ်ကျော်ကြားလွယ်တဲ့နာမည်ပြိုင်လေလို့သိများတယ်ကိုယ့်လုပ်ငန်းတွေမှာအပျော်ပါကိစ္စတွေစီကတ်မရှိခြင်းတွေကြောင့်ထိခိုက်တတ်တယ်ဒါကိုအထူးသတိပြုပါမိမိအနေနဲ့စံနှုန်းကိုတိတ်ခါနဲ့ထိမ်းပါမိမိဟာအမှန်တကယ်စူးစမ်းပြီးစီကတ်ရှိမယ်ဆိုရင်ဘဝမှာအဆင်ပြီးတဆင့်တိုးတက်မှုတွေဖြစ်ပေါ်မယ်တတိယသူချေတော်မှဖြစ်တတ်တယ်လို့ပြောလို့ရပါတယ်အင်မတန်ကောင်းတဲ့ငါးရုပ်ပါဒီငါးရုပ်ပါတဲ့သူတိုင်းမဟုတ်ပါဘူး တကယ်တော့လေးတောင်ကွက်နဲ့တွဲဖက်ပြီးပေါမသာသူ့အကျိုးပေးကိုထင်ရှားစွာခံစားရမှာဖြစ်ပါလေနောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်မိတ်ဆွေရဲ့လမအောင်တောက်ကြကြုံကိုကြည်ပါတောက်ကြကြုံမှာအလျားမြင့်နေပါတာလားအလျားမြင့်နေကပါပါတယ်ပါတယ်ဆိုမဲ့အနည်းများတော့ကွာတာပေါ့ဗျာတချို့ကအလျားမြင့်နေအရင်များတယ်ဗျာအဲ့လိုမျိုးပါသူတွေဟာဘဝမှာကိုပိုင်ဖန်တီးမှုနဲ့အောင်မြင်တတ်တယ်အမှုပညာအကျိုးပြုကောင်းတယ် စိတ်ပေါ်မူတည်ပြီးအောင်မြင်မှုရရှိနိုင်တယ်လို့ပြပါတယ်။ချစ်ခင်မှုတန်ရုံးစဉ်ပိုနိုင်မှုတွေများတတ်ပါတယ်။အရေယာကိုတွေးတော့ချင့်ချင်တတ်သူဖြစ်တယ်။မေတ္တာရင်မာတော့အားနည်းမှုကြုံတွေ့ရနိုင်ပါတယ်။နောက်ပြီးတော့ဘဝမှာကိုဟာအများအတွက်အမြဲတမ်းတွေးတဲ့ကြောင့်ကိုအနေနဲ့ကိုယ့်ဘက်ကိုမတွေးတဲ့အခါမှာအင်မတန်မှစိတ်ထိခိုက်ခံစားခဲ့ရတာလေ။အဲ့ဒီလိုမျိုးလူတွေလို့ပြောလို့ရပါတယ်။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောခြင်းနဲ့ပြ ဦးကောင်းလန်းပေါ်ကသရိကံကြီးသရိကံဟာမိတ်ဆွေရဲ့လက္ခဏာမှာဘယ်မှာပါပါ ကောင်းတယ်လို့ပြောပါလေလဝါပြင်ဦးကောင်းလန်းပေါ်မှာသရိကံပါမယ်အဲ့ဒီသရိကံကလည်းလက်ညှိုးအောက်တာတာပလီချိုကုံပေါ်မှာအထင်ရှားကြီးပါမယ်ဆိုရင်ကိုပါညံရန်ကောင်းတယ်ဗျရန်ရန်မှာဦးဆောင်တယ်စူးခွင့်မှုပေါင်းဆက်မှုနဲ့ကုံသွေးရေးဘက်ဒီမှာအင်မတန်ကြိုးပြမြန်နေငွေလုံးရင်းဝင်တက်တယ်ကိုပိုင်တွေးမြင်တဲ့တိတာတဲ့အကျိုးကျေးဇူးရနိုင်တယ် ခေါင်းဆောင်ခေါင်းဆရာကောင်းတွေဖြစ်တတ်ပါတယ်အများအားကြလာရအောင်အစဉ်ပြေတဲ့ဘဝကိုရရှိပိုင်ဆိုင်တဲ့သူတွေပါလေအဲ့ဒီလိုဥကောင်းလမ်းပေါ်မှာသရီကန်ကြီးအထင်ရှားပါနေတတ်ပါတယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်ဒီတစ်ခါမှာတော့မိတ်ဆွေရဲ့လက်ခလဲအောင်စနေကြုံမှာပါတဲ့စနေကွင်းအကြောင်းပြောချင်တယ်ဗျလက္ခဏာပညာရဲ့မှာစနေကွင်းကိုဒီလိုအဓိပ္ပာယ်ဖွင့်ဆိုပါတယ်ဒီအမှတ်အကိုလက်ညှိုးနဲ့လက်ခလဲမှာစလက်ခလဲနဲ့လက်သွေကြားလာချမ်းပေါ်အမှတ်သားတဲ့ သင်ရှားတွေ့ရခဲ့ပါတယ်ပြက်တော့ပြက်တော့သာတွေ့ရတတ်ပါတယ်ကံကောင်းတဲ့အမှတ်သာလုံးဝမဟုတ်ပါဘူးစိတ်ညိုစိတ်ညစ်စည်းစားကြောင်တတ်တယ်ကံလန်းကြောင့်ဟာစနေဂျုံပေါ်အဆုံးသတ်ရင်ထီးကြံတတ်ကြပါတယ်လုံသမျှဘယ်တော့မှမအောင်မြင်စနေလက်ဆွတ်ရှိတဲ့သူဟာဘဝမှာတိုးတက်ကြီးပွားဖို့အလွန်ခဲယဉ်ပါတယ်စနေလက်ဆွတ်ကွင်းတွေဟာကောင်းမာတဲ့လူထုလူစံတွေဖြစ်ပါတယ်ပေါင်းသင်းတွေပေးဖယ်ထားပြီးတယောက်ထီးထီးနေတတ်ပါတယ် ီမသားဟာလောကီလောကုတ္တရာနှစ်ဖြာဘယ်နေရာမှအကျိုးပေးမှုမတူပါဘူးလောကီအတွက်ကံခေလှပဲမယ်ဒီလိုလူမျိုးဟာတကယ်လို့စိတ်ဖောက်ပြီးစိတ်ကူးပေါက်လို့သာသနာဘောင်ဝင်ရောက်ရင်အင်မတန်မှ လောကုတ္တရာပမာပေါ့မြောက်အောင်မြင်တတ်ပါလေစွန့်လွတ်ခြင်းတည်ငြိမ်ခြင်းစိတ်အတွက်အလွန်ထောက်ကူပြီးတော့ကျင်းပါသူ့ကိုကိုကြီးထောက်မတဲ့အရာဟာတနင်္ဂနွေကွင်းသားဖြစ်ပါတယ်။စနေကွင်းပါရှိပြီး တနည်းကနေပါပါရှိခဲ့တော့ဒီလူဟာပညာဉာဏ်နဲ့အရာကိုထင်ကြီးပေးတယ်သူလို့ပြောလို့ရပါတယ်။လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့အချက်တွေကိုတင်ဆက်ပေးတာပါ။နောက်ဆက်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။မိတ်ဆွေတို့ဘောမှာအိမ်တော်မှုဖျားတီစေးမီရေစုတ်ထိုးဆိုတာကြောက်ဖို့ကြပါပါ။ဒီလုပ်တွေဟာလုပ်တဲ့ခါကျရင်သေချာစဉ်းစားပြီးမှလုပ်ရပါတယ်။အဲ့ဒီတည်းမှာအိမ်တော်ကြီးလည်းပါတယ်ဗျာ။ အိမ်တော်အေးကံကိုရေပုံရအဖြစ်လေးလာလွှဲရအောင်ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်ဒီလက္ခဏာပုံတွေကိုကြည့်ပါတစ်ကနေ25ထိရှိပါတယ်ဒီလက္ခဏာပုံတွေအကြောင်းကိုပြောပြသွားတာကဆရာကြီးဦးကိုကိုစီကံနေပြီးတော့ကျွန်တော်အနေနဲ့ refresh ယူထားတာဖြစ်ပါတယ်ဆရာကြီးဦးကိုကိုကပြောပါတယ်ပုံစံတစ်ဟာစံပြအိမ်တော်ရေလို့ဆိုနိုင်ပေမဲ့တခြားလက္ခဏာတွေမကောင်းနိုင်ရင်အိမ်တော်ဇက်များနိုင်တယ်တဲ့ ပုံစံနှစ်ကတော့အိမ်တော်ရေးမှာအချက်တကွဲဖြစ်ပြီးအိမ်တော်ကြတဲ့ချင်းမလွတ်လပ်သူတွေနဲ့အိမ်တော်ကြတဲ့တဲ့ပုံစံ၃ကတော့သဘောမတူတဲ့ကြားမှာအိမ်တော်ပြုတ်ရတဲ့အိမ်တော်ပြုတ်ဖို့အနောက်ရှက်ခံရတယ်ပုံစံ၄ကတော့လမ်းခွဲမဲ့အနေထားဖြစ်ပါတယ်ဒါပေမဲ့တခြားလက္ခဏာအမှတ်အသားကိုကြည့်ပြီးမှဆုံးဖြတ်ရပါတယ်ပုံစံ၅ဟာစိတ်သဘောထားမတိုက်ဆိုင်မှုကြောင့်လမ်းခွဲရတဲ့ပုံစံ၆ဟာအတက်ကလေးတွေအပေါ်တက်နေရင် စီးပွားတပီအောက်ကိုဆင်းနေရင်စီးပွားကြပါမယ်ပုံစံခုနှစ်မိမိအိမ်တော်ဘက်ဟာကျမ်းမာရေးကြာဆင်းပါမယ်ပုံစံ၈လက်သကြွယ်သို့မဟုတ်လက်သန်းနဲ့လက်သကြွယ်ကြာကော့တရင်ချမ်းသာတဲ့သူနဲ့အိမ်တော်ပြူဟာတက်တယ်ဘူးမဟုတ်အိမ်တော်ပြူချင်းကြောင့်ဘဝအဆင့်တန်မြင့်မားခြင်းဖြစ်တတ်ပါလိမ့်အိမ်တော်ရင်းနှီးကြောင့်လက်သန်းပေါ်ကော့တရင်လူပြူကြီးပြူကြီးဖြစ်တတ်ပါလိမ့်ပုံစံ၉ကဖြည့်ရှင်းလို့မရအောင်ရှုပ်ထွေးတဲ့အိမ်တော်ရင်းကြောင့်ကွဲတက်တယ်လို့ ိပယ်ထွက်ပါလိမ့်။ပုံစံ30ကတော့လူထိခိုက်စိတ်ထိခိုက်ပြီးကွဲတက်တယ်။ပုံစံ17ကတော့အိမ်တော်ရေးမှာကန့်ဆိုးမှုမောင်းကြတတ်တယ်။ပုံစံ17ကတော့အိမ်တော်ဘက်ယုတ္တိရအသေးဆုံးရတက်ပါလိမ့်တဲ့။ပုံစံ23ကတော့အိမ်တော်ဘက်ကျမ်းမာရေးချူချာကဆုံးမရတတ်တယ်။ဒါပေမဲ့အိမ်တော်ဘက်ရဲ့လက္ခဏာနဲ့အတည်ပြုရပါမယ်။အိမ်တော်ပြုတဲ့အခါမှာမိမိရဲ့အိမ်တော်ကြီးကောင်းမကောင်းဆိုတာမိမိလက်တစ်ခုတည်းနဲ့လည်းဆုံးဖြတ်လို့မရဘူး။မိမိနဲ့သက်ဆိုင်တဲ့အိမ်တော်ဘက်နဲ့လည်းဆုံးဖြတ်ရပါမယ်။ဒါကိုမှတ်ထားပါ။ ပုံစံ14ကတော့အင်တော်ကြီးမှာဘလို့မှပြန်ဖက်စင်မရအောင်ဆူဆူဝါနဲ့ဆုံးသက်ရတဲ့ပုံစံ15ကတော့အလောက်ကန်ကြောင်တယောက်နဲ့တယောက်နဲ့ကာလာကြာရှည်ခွဲခွာနေရတဲ့ပုံစံ16ကတော့အင်တော်မဲ့ရုပ်တရက်တည်ဆုံးရတတ်ပါတယ်ပုံစံ16ဆိုရင်အင်တော်ကြီးမှာဖြစ်ပေါ်မဲ့အခက်အခဲပေါင်းစုံကိုကြော်လွားခြင်းနမိတ်ဖြစ်ပါတယ်ကောင်းပါလေပုံစံ18ကအင်တော်ဘက်ကြောင့်စီပွားတတ်မယ်ပုံစံ19ဆိုရင်အင်တော်ဘက်ကြောင့်စီပွားရေးကြာဆင်းတတ်တယ်ပုံစံ20 ပုံစံဆိုရင်အိမ်တော်ရေးမှာအချက်တကွဲနဲ့အဆုံးသက်သက်တဲ့ပုံစံ27လက္ခဏာမျိုးဆိုမမျော်လင့်တဲ့အကြောင်းအကျောင်းဝဲကွာတက်ပါလေပုံစံ22ဆိုရင် engineer ဆရာဝန်ချမ်းသာတဲ့ကုန်တယ်ပွဲစားတွေနဲ့အိမ်တော်ကြက်တက်တယ်ပုံစံ23အိမ်တော်ရေးလမ်းပုံစံဆိုရင်အကြီးအကဲစိန်ရွှေရတနာပိုင်ရှင်တွေနဲ့အိမ်တော်ကြရတက်တယ်ပုံစံ24အိမ်တော်ကြီးလမ်းကြောင်းဆိုကြည်ပါထိတ်တဲ့တဲ့မှာကျဲကြီးဖြစ်နေတယ် ကြော်ကြားထင်ရှားတဲ့အမှုပညာရှင်နဲ့အိမ်တော်ကြားတက်တယ်။ပုံစံ25အိမ်တော်ရေးလမ်းကြောင်းဆိုရင်အိမ်တော်ရေးလမ်းကြောင်းနှစ်ကြောင်းမှာတစ်ကြောင်းကအောက်ကိုကြာနေတယ်။ဘာလို့ပြောလဲဆိုတော့အငယ်နှောင်းကြောင့်အိမ်တော်ရေးကွဲတက်တယ်လို့အဓိပ္ပာယ်ရပါတယ်။နောက်ထပ်လေ့လာမိတဲ့လက္ခဏာပုံစံလည်းပြောခြင်းနဲ့ဗျ။လူအများစုကလက်စကြအောင်မှာဒေါင်းလိုင်းမြင်းတကြောင်းနဲ့ပါတယ်ဗျ။ဒါပေမဲ့တချို့လူတွေကထူးထူးဆန်းဆန်းလက်စကြအောင်မှာဒေါင်းလိုင်းမြင်း သုံးလေးချောင်းပါပါတယ်ဒီပုံတွေကလည်းလက်ကျအောင်မှာဒေါင်းလိုင်းမြင်းနေမြများပါရင်ဒီလိုလူတွေဟာဘဝမှာအဆင်ပြေအောင်မြင်မှုရဖို့အတွက်ခဏခဏစူးစမ်းနေရတတ်ပါတယ်မကောင်းတဲ့လက္ခဏာပါတကြောင်နဲ့ဖြောင်ဖြောင်တန်တန်အဖြတ်အမှတ်กินပြီးပါရင်တော့ကောင်းပါလေဒီလိုမျိုးအများကြီးပါတဲ့သူတွေကသူတို့မှာလှုပ်ချင်တာတွေများတယ်ဗျလှုပ်ချင်တာတွေများပြီးတော့ဘာဖြစ်လဲဆိုတော့နောက်ဆုံးလမ်းပျောက်သွားတတ်တယ်စိတ်တွေဝေတယ်နောက်ပြီးတော့ဟိုလှုပ်ချင်ဒီလှုပ်ချင်ဖြစ်တတ်တယ် အောင်မြင်မှုရဖို့အင်မတန်အားနဲ့တက်ပါတယ်။အောင်မြင်မှုရဖို့အတွက်တခုတီးသောအရာကိုသာအားစိုက်ပြီးလုပ်ပါအဆင်ပြေပါလိမ့်မယ်။ဒါကြောင့်အားတောင်မှုရွေးချယ်ပါ။ဒီမှတ်သားဟာစိတ်တွေမများဘူးဆိုရင်တော့လက္ခဏာရှင်အတွက်အဆင်ပြေပါလိမ့်မယ်။စိတ်တွေများရင်တော့လက္ခဏာရှင်အတွက်ကောင်းကျိုးထက်အဆိုးကျိုးကဘဝမှာပေးတတ်တယ်လို့ပြောချင်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါတယ်။ အခုပြောပြချင်တာကဥကောင်းလမ်းမှာအခွဲနှစ်ခုပါသူအကြောင်းပါတကယ်လို့မိတ်ဆွေဟာပုံနှင်းကအတိုင်းဥကောင်းလမ်းမှာအခွဲနှစ်ခုရှိနေတယ်ဆိုပါစို့ဘဝမှာအလုပ်တစ်ခုမကလုပ်ရပါလိမ့်မယ်အလုပ်နဲ့ပတ်သက်ပြီးစိတ်တွေတွေးတွေများတတယ်နောက်ပြီးတော့ဒီလိုလူတွေဟာပညာရေးမှာထူးချွန်တယ်လို့လည်းအစိုးပြုကြပါတယ်ဒါပေမဲ့ဆုံးဖြတ်တဲ့အခါမှာအများနဲ့နှမျိုးဖြစ်နေတတ်တယ်လုံရင်ကောင်းမလားမလုံရင်ကောင်းမလား ဒါပေမဲ့ကိုပိုင်ဉာဏ်စဉ်းစားမှုတော့အားသာပါတယ်ဘသူဘာပြောနောက်ဆုံးတော့ကိုဆုံးဖြတ်တဲ့အတိုင်းလုပ်ပါတယ်ဘာဖြစ်ပြောဗျာအတွေးများတက်ပါတယ်စဉ်းစားမှုငယ်ရှော့ချနိုင်မှဘဝမှာအဆင်ပြေပါလိမ့်မယ်အဓိကအနေနဲ့လောက်တစ်ခုတည်းမကအားပြုလုပ်ရပါလိမ့်မယ်စိတ်အားထက်သန်တဲ့လုပ်ကိုယ်သာရွေးချယ်လှုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်ဒီပုံတွေကတိုင်းမိတ်ဆွေရဲ့ဥကောင်းလမ်းကြောင်းမှာအခွဲနှစ်ခုဖြစ်နေတယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့ကိုအားတန်တာကိုပဲအဓိကဥဆောင်ပြုလုပ်ပါလို့ပြောချင်ပါတယ် နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းလည်းဗျာဒီတစ်ခါမှာတော့စားရေးတောက်ရေးအစဉ်ပြေမယ်ဘဝမှာဘဝလည်းလည်းကြောကြောဝါနေနိုင်တဲ့စဘာစီပုံပါတဲ့လက်မအကြောင်းပြောခြင်းလည်းဗျာဒါကိုစပလုံးစီလက်မလို့လည်းခေါ်ပါတယ်ဥစားရာကောင်းသူတွေလို့ဆိုရပါမယ်ဘဝမှာပင်မန်တကြီးရှောက်ဖွေစားရမျိုးမရှိပဲပေးကန်ကျွေးမွေးသူတွေများလာတတ်ပါလေအိမ်တော်ကြီးမှာမင်းကလေးဖြစ်ရင် ပြောရမယ်ဆိုရင်တော့အိမ်တော်ဘက်ရဲ့ချစ်ခင်မြတ်တို့နှစ်သက်မှုခံရမယ်။မိမိကိုကယူဆိုင်မဲ့အမျိုးသားနဲ့အိမ်တော်ကြတဲ့တယ်။ဘယ်ညာလက်နှစ်ဖက်လုံးမှာပါရင်တော့အင်မတန်ချိုးပေးကောင်းပါလေ။ဒါပေမဲ့ဒီပါတဲ့ဇပစီပုံစံကပြက်နေတယ်ဆိုရင်တော့အချိုးပေးကအသင့်တင်ပါလေ။ရမ်းမကောင်းပါဘူး။ရှာတလုံးငွေလဲအဖက်မတင်ပဲကုန်တတ်ပါလေ။ဒီဇပစီကပြပြင်းထင်ဆောင်တာရှိရင်တော့ကံကြမ္မာရမ်းကောင်းပါလေ။ငွေကြီးမြောက်များအဆုလိုက်ဝင်တတ်တယ်။ဒါကြောင့် ဒီလိုမျိုးစပစီပါရင်တော့မိတ်ဆွေအနေနဲ့ကံကောင်းတယ်လို့ပြောလို့ရပါတယ်။ဒီကတစ်ချက်ကတော့စပစီကမပြတ်နေဖို့ပဲဖြစ်ပါလိမ့်။နောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျ။ဒီတစ်ခေါက်ပြောချင်တာကတော့မိတ်ဆွေရဲ့အဓိကလက္ခဏာလမ်းကြောင်းကြီး၄ကြောင်းမှာတစ်ကြောင်းပါဝင်ဖြစ်တဲ့ကံလမ်းကြောင်းမှာမိတ်ဆွေရဲ့ကံလမ်းကြောင်းဟာဘယ်နေရာကပဲစတင်နေဖြစ်ပါစေ။ကံလမ်းကြောင်းဆုံးသက်ကလက်ချောင်းတွေမှာဘယ်လက်ချောင်းအဆုံးသက်လဲဆိုတာအင်မတန်မှအရေးကြီးပါတယ်။ တကယ်လို့လက်ညှိုးဟောက်ဇာတာပရိဂျုကွန်ဘော်ကိုဒီကန်လန်းကြောင်းကြီးကတက်သွားရင်ပင်ကိုဘဝကံအရာဩဇာလွှမ်းမိုးလိုတဲ့ပုံကိုဖြစ်ပါလေဒါအပြင်မိမိရည်မှန်းချက်နဲ့တခြားသူတွေကိုပါချုပ်ကန်လိုခြင်းပင်ကိုမသိစိတ်တဲ့ကိုကယာတူးဩဇာအာနာလူထင်ကြီးလေးစားမှုကိုရယူလိုစိတ်ရှိသူများဖြစ်ပါတယ်နှလုံးလမ်းကြောင်းဖွဲ့စည်းပုံပေါ်မူတည်ပြီးဘဝအခြေအနေမျိုးမျိုးကွဲပြားသွားနိုင်ပေမဲ့ဘဝရည်မှန်းချက်နဲ့ပတ်သက်ရင်နေပဲတစ်ခုတမမဟုတ် ဌာနအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်နေရာကိုသာလိုချင်စိတ်ရှိသူတွေပါမိမိအနေနဲ့အရေးချင်းနေပေမဲ့လည်းခေါင်းဆောင်ဖြစ်ချင်တဲ့တာဒီလိုလူတွေများပါတယ်ပင်ကိုယ်ကံရလည်းခေါင်းဆောင်နေရာဖြစ်ဖို့အခွင့်အလမ်းတွေထူပါတယ်ကံလန်းကြောင့်ဆမတနင်္လာဂျုံကောင်ကစတင်ထားရင်လူမှုရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုရင်ဦးဆောင်ရမယ်သူဖြစ်ပါလိမ့်များသောအားဖြင့်တနမန်ကြီးရလုပ်ငန်းတွေမှာယာတူးကြီးကြီးနေရာရတတ်ပါလေအစိုးရအရာရှိဝန်ထမ်းကြီးများ ပြည်ပလုပ်ငန်းစုကြီးများဦးဆောင်လုပ်ကန်ရသူတွေမှာလည်းဒီလိုကံလမ်းမျိုးတွေ့ရတတ်ပါတယ်။ဒါတကယ်ကိုကံကြမ္မာကပေးတဲ့လမ်းကြောင်းပါ။ကံလမ်းဖွဲ့စည်းပုံအများစုမှာတွေ့ရရှာတတ်တဲ့ကံလမ်းမျိုးစားဖြစ်ပါတယ်။အများစုကတော့လက်ခလဲစီထိုးတတ်တာလက်သူကျယ်စီသွားတာတွေပဲများပါတယ်။အခြေခံကြတဲ့ကြာပန်းလုပ်သူတွေမှာပဝင်မှုအထူးခက်ပါတယ်။ပဝင်ခဲ့ရင်တော့အောက်ခြေကနေတဆင်မီတိုင်နဲ့သက်ဆိုင်ရာနယ်ပယ်မှာဦးဆောင်လာတတ်ပါတယ်။ဒါအပြင်အားကောင်းတဲ့ ဆော်လမွန်လက်စွပ်ပါမယ်နောက်ပြီးတော့ကျဲပုံတန်းအမှတ်သားတွေပါမယ်ဆိုရင်ပင်ကိုကန်လမ်းကြောင်းကိုအင်မတန်ကိုအထောက်အကူပြုပါလေထိပ်တန်းနေရာကို ရောက်ဖို့ကန်အခွင့်အလမ်းရရှိမယ်လို့ပြောလို့ရပါလေမိမိစူးစမ်းမှုကလည်းအရာထင်လာတတ်ပါလေဒီကန်လမ်းမျိုးပါရင်ဘဝမှာတစ်စင်းနဲ့တစ်စင်းမြင့်တက်မှုမှာအတားနဲ့မန်မာနာတွေတော့မရှိအောင်အထူးဂရုစိုက်ရမှာပဲဖြစ်ပါလေလေးလာမိတဲ့လက္ခဏာတွေအကြောင်းပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောချင်ပါတယ်။မိတ်ဆွေရဲ့အသက်လမ်းကြောင်းအဆုံးကိုကြည့်ပါ။မိတ်ဆွေရဲ့အသက်လမ်းကြောင်းအဆုံးမှာဒီလိုသင်္ကေတပါတယ်ဆိုရင်တော့မိတ်ဆွေဟာအိုကန်ကောင်းတယ်လို့ပြောလို့ရပါတယ်ဗျာ။ဘလို့သင်္ကေတလဲ။ဘလို့သင်္ကေတလဲဆိုတော့ငါးရုပ်ပုံစံသင်္ကေတတွေ၊ရောင်ရွက်ပုံစံသင်္ကေတတွေ၊ကြာဘူးပုံစံသင်္ကေတတွေပါရင်တော့မိတ်ဆွေအိုကန်ကောင်းပြီလို့စုံနိုင်ပြီပဲဗျာ။ဒီလိုမျိုးပုံစံဖြေရပါလိမ့်မယ်။ ဲ့လိုမျိုးပိုင်တော့အသက်ကြီးပိုင်မှာကံထောက်ပံ့ရမယ်ငွေကြေးရှာရလွယ်ကူလာမယ်မိသားစုရဲ့ကုညီများစွာလည်းရတတ်တယ်လို့မိသားစုငွေလည်းရတတ်ပါတယ်လူများကြားထင်ပေါ်ခြင်းလှူပေးရခြင်းနဲ့ကြုံရနိုင်ပါတယ်တကယ်လို့သာငါးရုပ်ပုံစံဟာအတဲ့ဆိုရင်တော့ကံရဲ့မျက်နှာသာပေးခြင်းခံရပြီးဘဝနေဝင်ခြင်းဘဝရဲ့တတိယအရွယ်မှာမကိုလို့ပြောရမလဲဆိုတော့ကျွန်တော်တို့အလိုရင်းဆန္ဒတွေတော်တော်များပြည့်ပါပြီးတော့ မိသားစုနဲ့တသက်ဝန်းပျော်ရွှင်နေရမယ်ဆိုတဲ့လက္ခဏာသာသာရှင်ပဲဖြစ်ပါလေ။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်တယ်ဗျ။လူတူဟာလှန်ထန်းလာတာမြင်ရပေမဲ့ကန်ထန်းလာတာဘောတော့မမြင်ရပါဘူး။ဒါမဲ့လူတူကန်ကလာပြီလားကန်ဟာကိုယ့်စီကိုလာပြီလားကန်ကကြော်သွားတော့မလား။အဲ့ဒီလိုမျိုးကံအကောင်းဆုံးအချိန်ကိုမိအောင်ဘယ်လိုလုပ်မလဲ။ကံလမ်းကြောင်းတူပေမဲ့လည်းအစာပြိုးထွက်ရှိပုံနဲ့အဆုံးသက်ပုံမတူညီသလိုအကျိုးပေးပုံကလည်းမတူညီပဲရှိပါသေးတယ်။ အများအပြားကံလန်းကြောင်းမှာစနေဂျိုကုံကိုလက်ခလဲမှာသာအဆုံးသက်လရှိပါတယ်စနေဂျိုကုံမှာအဆုံးသက်တဲ့ကံလန်းကြောင်းဟာတခြားအားသာစီတဲ့အကြောင်းအရာတွေနဲ့တွဲဖက်ပြီးမရှိခဲ့ရင်တော့ပြင်ပန်းပါလိမ့်မယ်ဝန်ထမ်းဘဝနဲ့လည်းဘဝမှာကုံဆုံးသွားတတ်ပါတယ်ကံလန်းဟာတကယ်လို့စနေဂျိုကုံမှာအဆုံးမသက်ပဲနဲ့လညောအောင်ကြတာပရိဂျိုကုံမှာအဆုံးသက်ထားတယ်ဒီလက်မှာပါတဲ့အတိုင်းပါဗျာနောက်ပြီးကြတော့ကံလန်းဟာ နောက်ပြီးတော့ညာဘက်လက်ကန်လန်းကိုလည်းတစ်ချက်ကြည့်လိုက်ပြညာဘက်လက်ကန်လန်းမှာဗမာအဆုံးသက်တယ်ဆိုတော့ကြာတာပလီဂျူကုံနဲ့လက်ကလေးအောင်စနေဂျူကုံမှာအဆုံးသက်ပါတယ်ဒါကြောင့်ကန်တရားဟာကြာတာပလီဂျူကုံရဲ့အကျိုးတရားကိုရရှိစေပါတယ်ကြာတာပလီဟာယာဒူးကြီးချင်းအာနာယာချင်းဩဇာပေးနိုင်ချင်းတာဝန်လုပ်ငန်းတိုးတက်ချင်းခေါင်းဆောင်ပိုင်းဆရာပိုင်းဖြစ်ချင်းဂုဏ်သိက္ခာကြီးမားချင်းတို့ဖြစ်နိုင်တယ်လို့ဆိုပါတယ် ဒီလိုမျိုးကံလဲကြောင့်ဟာအင်မတန်မှကောင်းမွန်ပြီးတော့ကံလဲကြောင့်အဆုံးသက်နေရဟာဇာတာပရိဂျုံကုံဇာတာပရိနဲ့စနေဂျုံကုံရှားမှာအဆုံးသက်ရင်တော့လက္ခဏာရှင်ဟာအောက်ဆုံးဘဝကနေထိတ်ဆုံးကိုတော့မှရရှိနိုင်ပါတယ်ပစ္စည်းဥစ္စာတွေဒီလားတိုးပွားလာပါတယ်လူချမ်းသာတယောက်ဖြစ်လာနိုင်ပါတယ်ဒါပေမဲ့အလုတ်ကန်စူးစမ်းဖို့တော့လိုပါတယ်တကယ်လို့သာမိတ်ဆွေရဲ့ လက်ညှိုးအောက်ကြတာပေးကြကမှာကျဲအမှတ်သားပါရှိရင်တော့တီးထက်တောင်မှအောက်ခြေကနဲ့အမြင့်ဆုံးကိုရောက်ရှိလာမယ်လို့ဟော်ကိန်းထုတ်လို့ရပါတယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်။ဒီတစ်ခေါက်ပြောချင်တာကတော့မိတ်ဆွေရဘောမှာဆင်းရဲပြီမဲ့လည်းချမ်းသာမှုကံကိုပြတတ်တဲ့လက္ခဏာအမှတ်သားတွေပြ။ဒီလက္ခဏာအမှတ်သားတွေကတော့မှတ်သားတင်ပါတယ်။ဒါဟာဂျိုကုံတွေရဲ့သဘောသဘာဝနဲ့လည်းသက်ဆိုင်တယ်လို့ပြောလို့ရပါတယ်။နောက်ပြီးတော့ဝိုင်းပုံသဏ္ဍာန်လက္ခဏာနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ကဲကြည့်ရအောင်ဗျ။ လက်ညှိုးအောင်ကြတာပရိဂျိုကမှာအခုလိုဝိုင်းမုံတရံနဲ့အဆုံးသက်ထိုင်းတော့လက္ခဏာရှင်ဟာမိမိရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ကိုအရောက်သွားနိုင်ပြီးစီးပွားဥစ္စာကြီးပွားတိုးတက်မယ်။ဘယ်နေရာမှာမဆိုအကြီးကဲဖြစ်တတ်ပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့ဘဝခြေနေလျအောင်ဝင်ကျင်တဲ့သက်ဆိုင်တာပေါ့ဗျာ။စနေဂျိုကံပေါ်မှာပေါ့လက်ခလဲအောင်စနေဂျိုကံပေါ်မှာအဲ့ဒီလိုမျိုးဝိုင်းပုံတဲ့နဲ့ဆုံးတဲ့လက္ခဏာရှင်ဟာစိတ်ချမ်းသာရမယ်ငွေကြေးကံကောင်းမယ်စီးပွားရေးတိုးတက်ပြီးကောင်းမွန်လာပါလိမ့်မယ် ဝိုင်မုန်တနံဖြစ်ဖို့တော့ထင်ရှားလို့ပါတယ်ဝိုင်မုန်တနံမဟုတ်ဘဲနဲ့ကြက်ချေအမှတ်သားဖြစ်နေပြီးဒါကိုဝိုင်လို့ထင်လို့မရပါဘူးကြက်ချေအမှတ်သားဖြစ်တော့မကောင်းဘူးပြမိတ်ဆွေဟာမကြခဏခွဲရဆက်ရတက်တယ်နောက်ပြီးတော့ဆူဆူဝါတီဆုံးဝါတက်တယ်လို့ပြပါတယ်တကယ်လို့လက်တကြွယ်အောင်တနင်္ဂနွေဂျုံကောမှာဝိုင်မုန်တနံနဲ့အဆုံးသတ်ရင်မိတ်ဆွေဟာနာမည်ကုန်သတင်းကြော်စောထင်ရှားမယ်အလို့ရဲ့အကျိုးကျေးဇူးကိုခံစားရရှိပါမယ်မိမိလို့တမယာစနစ်တကြရှိပြီးသူတို့ဘာရဲ့လေးစားအားကြခြင်းခံရမယ်ငွေရှာရလွယ်ကူပြီးစီးပွားရေးအောင်မြင်မဲ့ လက္ခဏာအမှတ်သားလို့ပြောလို့ရပါတယ်။တကယ်လို့လက်သက်ကြွယ်အောင်တနင်္ဂနွေကြိုကမှာဝိုင်းနဲ့မတူဘဲနဲ့ချက်ချင်းဖြစ်ရင်တော့မိတ်ဆွေဟာဂုံတိတ်ခါကြဆင်းရတတ်ပါတယ်။ဂုံတိတ်ခါကြဆင်းတဲ့ကိစ္စတွေအမှုခင်းတွေတုံ့ပြရတတ်ပါတယ်။နောက်တစ်ခုကလက်သန်းအဘို့တို့ကြိုကမှာဝိုင်းပုံတန်ဖြစ်နေလား။ဝိုင်းပုံတန်ဖြစ်နေတော့မိတ်ဆွေဟာအပြောဆိုပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းအကျိုးကျေးဇူးကိုရရှိခံစားပါလိမ့်မယ်။စီးပွားရှာတက်ပညာပိုင်းသိပ္ပံတည်ထွင်မှုပိုင်းတွေမှာအထူးကြောင့်ပြောင်းမြောက်တဲ့အတွက်ကြောင့်စီးပွားဖြစ်ချမ်းသာပါလိမ့်မယ်။ တကယ်လို့လက်တန်းအပေါ်ထူးချုပ်ကမှချက်ချင်းအမှတ်သားပါရင်တော့မိတ်ဆွေဟာငွေကြေးကန်နဲ့ပတ်သက်ပြီးဒါဟာဒုက္ခရောက်မယ်လို့ပြပါတယ်။လမရဲ့ဒုတိယအဆင့်မှာဒေါ်လာမြင့်များစွာပါနေလား။ပါနေတော့မိတ်ဆွေဟာတပါးသူရဲ့အကူအညီမှုပဲကိုယ့်ရဲ့စ조사အားထုတ်မှုနဲ့ပဲစီးပွားတဲ့ချမ်းသာပါလိမ့်မယ်။နောက်ပြီးတော့မိတ်ဆွေရဲ့အသက်လန်းကန်လန်းဥကောင်းလန်းသုံးခုလုံးစုံပြီးတော့အံပုံတရံဖြစ်နေရင်လက္ခဏာရှင်ဟာပါနဲ့လိမ္မာမှုညံမျောမြင်ရှိမှု လုံလောက်ရိယရှိမှုစ조사နိုင်ခြင်းကြောင့်မစီးပွားချမ်းသာနိုင်ပါတယ်တကယ်လို့အဲ့ဒီဟာနဲ့ကြောင်းပြန်အမုံတနလက္ခဏာပါလျက်နဲ့စ조사မှုလည်းမရှိခြင်းညံမျောမြင်လည်းအာနေခြင်းလုံလောက်ရိယလည်းမရှိဘူးဆိုရင်လက္ခဏာရှင်ဟာဘယ်သူမှမကယ်နိုင်ဘဲနဲ့ဒုက္ခပဲဒီခုပြီးတခုရောက်ပါလိမ့်မယ်ဒီလိုမျိုးလက္ခဏာရှင်တွေဟာကုက္ကုဝတာကယ်တင်နိုင်တယ်လို့ပြောလို့ရပါလိမ့်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းပါတယ် အခုပြောချင်တာကတော့ပြပမှာပဲအိမ်အောင်ကြပြီးတော့ပြပနဲ့ပဲအကျိုးပေးကံကောင်းတဲ့လက္ခဏာပြောချင်ပါတယ်ဒီလိုလက္ခဏာရှင်တွေကကံကောင်းရင်ပြပမှာတော့မှအခြေချနေထိုင်ရနိုင်ပါလိမ့်မယ်လက္ခဏာရှင်ရဲ့ဘယ်လက်ဝါးပြမအသက်လမ်းကြောင်းဟာတနည်းလားဂျူပုံသူတာရောက်ရှိနေလားရောက်ရှိနေရင်တော့ကံကောင်းပါတယ်ဒါကြောင့်ငွေရွယ်နဲ့ပြပနိုင်ငံတနိုင်ငံကိုရောက်ရှိနိုင်ပါလိမ့်မယ်ငွေစင်က ဆင်းရဲနွမ်းပါအဆင်မပြေပေမဲ့ပြည်ပကိုရောက်ပြီးမှအဆင်ပြေလာတဲ့အခြေအနေရှိပါတယ်။နောက်ပြီးတော့ဒီလက္ခဏာပုံစံထက်ကြည့်ပါ။ကံလန်းเจ้าမှာဩဇာလန်းကလည်းလာရောက်ပြီးတော့ထိစက်နေပြန်ပါတယ်။ဒါအကြောင်းမှာခီးသွားရင်ဖြစ်ပါသေး၊ရက်ဝေးမှာပဲဖြစ်ပါသေး။မမျောနိုင်တဲ့အခြေအနေကနေဟိုအချက်ကိုတွေးရှိရတတ်ပါတယ်။ပြည်ပမှာပင်တပါးသူနဲ့အိမ်အောင်ကြတတ်ပါတယ်။ကံလန်းเจ้าလည်းဩဇာလန်းထိရောက်ပြီးမှထင်ရှားလာသလိုအသက်လမ်းပေါ်မှာလည်းကံလန်းအတက်အတို့များစွာရှိပါတယ်။ အဲ့ဒါဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေအနေနဲ့အိမ်တောင်ကြပြီးမှဘဝကံကမြင်မာလာလိမ့်ပါလိမ့်မယ်ငွေကြေးနဲ့မကြခဏဆိုသလိုရရှိနေမှာဖြစ်ပါတယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်မိတ်ဆွေရဲ့နှလုံးလမ်းကြောင်းကိုကြည့်ပါနှလုံးလမ်းမှာအဖွဲအဖြာအဖြတ်တင်နေဖြစ်နေလားအဲ့လိုဖြစ်ရင်တော့မကောင်းပါဘူးအဓိကမြစ်တရရင်နဲ့နှလုံးလမ်းအားနေတာကိုပြပါတယ်မြစ်တရရင်မှာလည်းစိတ်ညစ်တဲ့တဲ့ဘဝတစ်ချောင်းလုံးအားနေမှုဖြစ်နိုင်တယ်အိမ်တော်ကြီးအထိစိတ်ညစ်နိုင်ပါတယ် နှလုံးသားမှာကျွန်းငယ်လေးနဲ့အခွဲပါနေရင်တော့အခြေအမြစ်တားကြီးမှာထင်သလောက်မပြောရှင်ရပါဘူးအမြဲတမ်းဝမ်းနဲ့ကြုံခွဲရတတ်ပါတယ်အခြေရက်ကမကောင်းတဲ့လက္ခဏာပါချစ်သူယူဆနဲ့လမ်းခွဲရတတ်ပါတယ်ကွဲကွာရနိုင်တဲ့သက်ဆိုင်သူနဲ့ခွဲခွာရမှုကိုပြပါတယ်မိမိဟာပေးဆမှုအခြေတည်နဲ့သာရှိပါတယ်မြစ်တားကြီးဘက်မှာအရန်အားနေပါတယ်အခြေအားနဲ့တက်သူတွေဖြစ်ပါတယ်ဒီနှလုံးသားမှာပုံမှန်ပါတဲ့အတိုင်းလမ်းခွဲတွေအဖျားတွေအဖြတ်တွေပါရင်တော့ အခြေရေးအားနည်းတယ်လို့ပြောလို့ရပါတယ်။အောက်ကိုပါစိုက်ကြနေရင်တော့ပိုဆိုးတဲ့လက္ခဏာလို့ပြောလို့ရပါတယ်ဗျာ။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်။ထိုးကြတဲ့လက္ခဏာအမှန်သားလေးတစ်ခုအကြောင်းရှင်းပြခြင်းလည်းဗျာ။လက်ညှိုးအောက်မှာ၄တောင်းကွက်ပါလား။ပုံမှန်ပါတဲ့အတိုင်းလက်ညှိုးတောက်မှာ၄တောင်းကွက်ပါသူတွေဟာကျိုးပေးကောင်းတယ်ဗျာ။နေရာထိုင်ခင်းတဲ့ပတ်သက်ပြီးမပူရပါဘူး။သူတို့အနေနဲ့ကောင်းကောင်းမွန်မွန်နေရပါလိမ့်မယ်။အိုးအိမ်နေရာရရှိပါလိမ့်မယ်။ဒီလိုမှသာဟာမြို့ရှိပါတယ်။တခြားအကျိုးကောင်းတွေပြတဲ့ငွေကြေးကန်ထီကန်နဲ့ မိတ်ဆွေအနေနဲ့အတမွေးဝမ်းကြောက်ပညာဘက်ကိုလည်းအားသာစေပါတယ်။ကံလန်းနဲ့အောင်မြေလမ်းမှာအကောင့်နေတော့မိတ်ဆွေဟာအဝင်ကံကောင်းကောင်းနဲ့နေရမယ်လို့ပြောလို့ရပါတယ်။၄00ကွက်အမှတ်သားလေးတည်တန့်ဖြစ်လေကောင်းတယ်လို့ပြောရပါလိမ့်မယ်။၄00ကွက်အမှတ်သားဟာလက္ခဏာမှာဘယ်နေရာမှာပါပါကောင်းတဲ့အမှတ်သားဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေရဲ့နှလုံးလမ်းကြောင်းနဲ့ညာလမ်းကြားကအင်္ဂါလူပြင်းမှာလည်း၄00ကွက်ပိုင်းတော့မိတ်ဆွေဟာ တိုက်ခါကြအောင် လုံးတဲ့ဘေးရန်ကနေပြီးတော့ကာကွယ်ပေးပါလိမ့်မယ်လို့ပြောလို့ရပါတယ်မိတ်ဆွေကိုဘယ်သူမှတိုက်ခါချလို့မရပါဘူးလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါနော်ဆင်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ